ေဇုတော်ရှင်တိပိဋကရောဆေတော်ကြီးလူသားမေတ္တာဤကဘာတိပိဋကဓမ္မလက်ဆောင်50ခွန်းဆောင်မှလူသားမေတ္တာဤကဘာဆိုတဲ့ခေါင်းစဉ်ဖြင့်တရားလင်ကဓမ္မကဗျာများမျှဝေပူဇော်ပေးမှန်ဖြစ်ပါတယ်လူသားမေတ္တာဤကဘာတဲ့လောကအတွင်းမှာတတဝါလူသားဗဒနာ လူသားကဘာတီတော်ခါမေတ္တာဖြင့်သာစတင်ရာလောကကဘာပြဲသောအခါလဲမေတ္တာပဲထုတ်ဆွဲကြတင်ရာတီပြက်ကြမှာနေသောအခါလဲမေတ္တာပဲအမြဲဆောင်ထင်းရာလူသားမေတ္တာလျှော်သောအခါခင်မာဆုံးယုတ်ရာလူသားမေတ္တာကင်းသောအခါလူသားဒုက္ခပိတကြား လူသားမေတ္တာခံသောအခါလောင်စာတို့၍ကြောက်လန့်ရာလူသားမေတ္တာတို့သောအခါခင်မာတို့တတ်ရာလူနှင့်မေတ္တာတွဲမှသာ တို့လာသည်မြအာကိုရာလူသားမေတ္တာဤကဘာလူသားကောင်းအောင်လုပ်နိုင်ကြတမအပြင်လူခန္ဓာမှာအဆိုးဆုံးကဒုက္ခနဲ့ကိလေသာဆင်းရဲနဲ့အပူပေါ်ခန္ဓာရှိတော့ဆင်းရဲဒုက္ခလည်းရှိရမှာပေါ့ ဘုရုဇင်ဆိုတော့ကိလေသာအဘူးလည်းရှိနေရအောင်ပါပဲအကောင်းဆုံးကမေတ္တာစတဲ့တရားစွမ်းပါတရားစွမ်းဆိုတာလူရဲ့ပင်မတကူပဲလူမှာအစိုးနဲ့တကူအပြန်အလှန်အပြင်စိန်ခေါ်နေကြပါတယ်အတွန်းကလာတဲ့အစိုးနဲ့တကူတကူခံနေရတဲ့အပြင်ဘက်ကတတ်မဲ့တွေပါအားချင်းလူပြီးအချင်းချင်းပြိုင်နေကြတယ်လူရဲ့အစိုးအကောင်းတတ်တွေဟာတက်ရှိတရိစံတွေ ်နဲ့တွေထံလဲကူးနေကြတာပဲလောကထဲမှာ လူသားဗราဏလောကထဲကအစိုးအကောင်းတွေရဲ့မူလတရားခံလူတွေပါယနေ့မြေမောက်ခင်မှာကဘာကြီးဘူးနှွေးလာမှုကဘာရာဒီဥဒုပြောင်းလဲဖောက်ပြန်မှုတွေဟာလူသားတွေကိုအားပြန်စင်ကုန်နေကြပါတယ်တိပ္ပံဤပညာထွန်းကားတဲ့အတိုင်းပြည်ကြီးတွေတောင်ခေါင်းကိုခံနေရမလို့ဖြစ်နေပါတယ် အလွန်ဆိုးဝါးလာတဲ့ကိလေသာဆိုတဲ့အစိတ်ဓာတ်ငွေကအဆိုးတွေရဲ့အဓိကအကြဆုံးဖြစ်တဲ့မူလတရားကမှာဒီကိလေသာအဆိုးဓာတ်တွေကိုပုထုဇဉ်လူသားတွေကနေ့စဉ်အများဆုံးထွန့်လွတ်နေကြပါတယ်။တိဗ္ဗံဤနဲ့ဘယ်လိုမှစုပ်ယူလို့မရနိုင်တဲ့ဓာတ်ဆိုးတွေပါကိလေသာအဆိုးဓာတ်တွေကိုစုပ်ယူနိုင်တာစုပ်ထုပ်ပယ်ရှားပစ်နိုင်တာကတရားအလုပ်တစ်ခုတည်းပဲရှိတာလောကကဘာကြီးကိုအကောင်းနဲ့အဆိုးအပြောင်းလဲလုပ်ပြီးဖန်တီးနေကြတဲ့အတွေ့ရာတွေထဲမှာ လူတွေသာအဓိကအကြဆုံးဖြစ်တယ်။ကိလေသာကြောင့်တောက်လောင်တတ်တဲ့ကမ္ဘာစင်မီတွေကိလေသာကြောင့်ပေါ်ပေါက်လာတဲ့လက်နက်တွေကာဗွန်တိုင်းအောက်ဆိုက်စားတဲ့အငွေ့တွေကို တားဆီးပယ်ရှာပေးနိုင်တဲ့မေတ္တာတရားကိုအထူးပွားဖို့လိုပါလိမ့်မယ်။လူသားမေတ္တာဤကမ္ဘာဆိုတာဒီကမ္ဘာကြီးဟာလူသားတွေရဲ့မေတ္တာစွမ်းအားနဲ့ယက်တီရှင်သန်ကြီးပွားနေရတယ်လို့ဆိုပါရတယ်။ဒီကမ္ဘာကို လူသားတွေရဲ့မေတ္တာနဲ့ထိန်းထားရပါတယ်။ ဘာပြတ်တော့လဲသတ္တဝါတွေမရှိမလားဒုက္ခမရောက်ရအောင်မေတ္တာကပဲသတ္တဝါတွေကိုကယ်တင်ပေးရတယ်။ကဘာတီတော်လဲမေတ္တာနဲ့စရတယ်။ကဘာပြတ်တော့လဲသတ္တဝါတွေမရှိမလားဒုက္ခမရောက်ရအောင်မေတ္တာနဲ့ကယ်စေရတယ်။ဈာကာလမှာလဲမေတ္တာနဲ့ပဲလောကကိုထင်းသိမ်းဆောက်ရှောက်အလှဆင်ပေးနေရတယ်။လူသားတွေရဲ့မေတ္တာဆုပ်ယုပ်ရင် ခေတ်ကာလဆုပ်ယုပ်သွားတယ်။ယောဂဝတ္ထုတိုးတက်နေပေမဲ့မေတ္တာကင်းပြောက် ခန်းချောက်သွားရင်တိုးလာသည်မကြောက်เสียလောင်เสียအစိတ်တွေကြီးဖြစ်နေတတ်တယ်။လူသားကြောက်ကဘာဟာကြောက်မွဲကြောက်ဖွယ်အတိဖြစ်သွားတတ်တယ်။ပြီးတော့လူချင်းချင်းဘလူတရေတွေလူတရေတရိษံတွေလူအချင်းချင်းတက်ပြတ်ညင်စေဒုက္ခပေးနေကြကြတယ်။ကဘာတယံဇာတအစီအစေးတွေခန်းချောက်ပျောက်ကွယ်သွားတတ်ကြတယ်။လူသားတွေရဲ့မေတ္တာ တိုးပွားလာတဲ့အခါ ခေကာလတိုးတက်စီပင်ဖွံ့ဖြိုးတယ်။ကဘာကြီးဆိုပြီးအေးမြလာတယ်။စိတ်နဲ့ရုပ်ဝတ္ထုအပြန်အလှန်ကျေးဇူးပြုပြီးသားယာဝါပြောအေးချမ်းတဲ့ခေကာလဖြစ်နေတဲ့တည်။ကဘာတရားစားတာအစီဩဇာကြွယ်ဝလာတယ်။မြေကြီးကကဘာလူသားအားလုံးဝအောင် ထုတ်ကျွေးနိုင်တယ်။ယာဒီဥဒုမကန်လာတဲ့သဘာဝဘေးရန်တွေငြိမ်ဝတ်သွားတယ်။ဘေးရန်ကင်းလို့အေးချမ်းသာရတယ်။မေတ္တာခြုံတော့အားလုံးလုံးတယ်။တို့လာသည်မအားကိုးစရာကြီးပါ့။ ကဘာကိုလူသားမေတ္တာနဲ့ထိန်းရတာဖြစ်လို့လူတွေကပဲမေတ္တာစိတ်နဲ့အစိုးမကြရအောင်ကောင်းကောင်းပြုပြင်ဖန်တီးနေကြမှာဖြစ်တယ်။ကဘာအနှံ့မေတ္တာပြန့်အောင်ပြန်ပွားလွှမ်းခြုံပေးရမှာဖြစ်တယ်။ဒီမိကရောစေရောကြီးလူသားမေတ္တာဤကဘာဆိုတဲ့ခေါင်းစဉ်ဖြင့်나유မသားပြီးတော့ကိုစီကိုင့ လူသားတွေရဲ့ဗရဏဖြစ်တဲ့မေတ္တာတရားကို လက်ခံထား၍လောကကိုအလှဆင်ပေးနိုင်ကြပါစေ။